ိန်မအောင်လို့ရေကျွန်တော်ငယ်တော့ဆိုလို့ရှိရင်ငယ်ငယ်လေးတော့ကလေးဆိုသိရမှာနှုတ်ဆက်တယ်ဆို How are you? နီကောလာဟာလာနီကောလာမဟုတ်လေနီကောလာမဟုတ် How are you ဆိုတာဘလို့လဲအချိန်နေဘလို့ရှိလဲအဆင်ပြေလားစာရေးတောက်ရေးနေထိုင်ရေးသွားရေးလာရေးဒါပေမဲ့အဲ့ဒီ How are you ဆိုတာဘာလို့သိထားအဲ့ဒါကိုတွေ့နေကြလူကိုကိုခင်လို့မေးတာ How are you? Okay? how are you ပဲပြောပြောနည်းနည်းလူကြီးဖြစ်လာလို့ how are you doing ပဲပြောပြောအဆင်ပြေတယ် how are you doing ဟိုးခွေးရနေဟိုးတမနာတိမေးလို့အဆင်ပြေတဲ့နှုတ်ဆက်စကားလေးဟာခလေးမကြဆရာမကြအကုန်လုံးပါတယ် how are you doing but သို့တော်ဒါပေမဲ့အဲ့ဒါတီးပြီးသားမြင်မှုပြီးသားလူတွေကို မေးရမှာလေ ဟာတခါမှမမြင်ဘူးသူလောက်ပါဟဲ့ငါမအားလို့တာချီမအားလို့တာချီတင်ငယ်ချင်းကိုလေရင်ဝဲမှာသွားပြီးကြိုပေးပါနော်။ तू ကလေတိလာတာလေမတိုးဟဲ့အဲ့လေစမအားလို့မြင်လူမျိုးစမအားလို့မြင်လူမျိုးခွဲချာလည်းကစားတခါမှမမြင်ဘူးတဲ့လူသွားပြီးတွေ့တဲ့ခါမှာဟာဘလို့လဲလေးစီးလာတာစိုင်းတောက်ရီထိုင်ရတာရရအားလုံးခုရောက်တဲ့ချိန်မှာတခါမှမမြင်ဘူးတဲ့လူကိုသွားပြီးတော့နှုတ်ဆက်တဲ့ခါကျရင်ပါဠိတော့ဟာ how do you do how do you do ဘုနဲ့ပတ်သက်ရတယ် ဲ့ပတ်သက်ရမှမသိမပတ်သက်ရမှမသိနဲ့ကြုံဆုံလာတဲ့ခါမှာမိတ်ဆက်ပေးတယ်လေ nice to meet you အဲ့ nice to meet you နေရာမှာလေပါလေတော့ nice to meet you တခုတည်းမဟုတ်ဘူးဟောအရင်ကြီးကြက်ခမ်းနားနေတဲ့လူကို nice to meet you လို့တာကြားကောင်းတယ်လေသူနဲ့ကိုနဲ့ level တန်းကြီးဆိုလို့ရှိရင်တော့ happy to meet you နေနဲ့တွေ့ရတာပျော်လိုက်တာ glad to meet you မင်းနဲ့တွေ့ရတာဝမ်းသာတယ်ကွာ It's wonderful to meet you. နင်တို့ကအားအားရသိမိအံ့ဩမိတယ်ဟဲ့ငါတွေ့မယ်လို့တော့ငါမထင်ဘူး I wonder အဲ့တော့အဲ့ဟာလေးအများကြီး delighted တော့ပါအများကြီးသုံးလို့ရတယ်ကွာအဲ့တော့ nice to meet you တခုတည်းကိုမမှတ်ထားစေချင်